ဟုတ်ရဟမင်းကြီးလူတွေသိမသိကြတဲ့သူဘွားကြောင့်အားလုံးပဲမင်္ဂလာပါ Mselidos New Channel ကနေကြိုဆိုပါရစေ။ပိုဟမင်းကြီး Francis ကအာဂျင်တီးနားနိုင်ငံပြင်းထန် AIDS မြို့မှာမွေးဖွားခဲ့ပြီးငယ်စဉ်ကဒါရုပေဒါပညာရှင်နဲ့ Nike Club ဘောင်စားအဖြစ်ကဏ္ဍတမ်းများလောက်ကင်ခဲ့ပူပါရစေ။1969ခုနှစ်မှာကက်သလစ်ပုံကြီးဖြစ်လာခဲ့ပြီးတော့1983ခုနှစ်1989ခုနှစ်တည်းအာဂျင်တီးနားရှိယေရှုအသင်းတော်မှာဒေသဆိုင်ရာကြီးခဲ့ဖြစ်လာခဲ့ပါရစေ။1998ခုနှစ်မှာပြူရိုအင်းနီယက် အပိတ်ရှော့ဖြစ်လာခဲ့ပြီး2017ခုနှစ်မှာပုံရံမင်းကြီးကျွန်းပေါ်နှစ်မှာကာရီနယ်ဖြင့်ကြီးမြင့်ပေးခဲ့ပါတယ်2013ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့ပုံရံမင်းကြီးဘနက်ဒရစ်ဆက်ချောင်းနှုတ်ထွက်ခဲ့ပြီးတဲ့နောက်မှာပုံရံမင်းကြီးရွေးချယ်ပွဲမှာဘာဂိုကလီရိုအောင်မတ်လ17ရက်နေ့မှာစက္ကန့်သွင်းနေနဲ့ရွေးချယ်ခဲ့ပါတယ်ပုံရံမင်းကြီးဖရန်စစ်ကနှိမ့်ချစွာနေထိုင်မှုဖျားသခင်ရဲ့မြစ်တာတော်အပေါ်မှာအလေးနက်ထားမှုစိရင်သားတို့အတွက်ငက်ကမှုနဲ့ဘာသာချင်းချင်းကြားဆက်ဆံရုံနဲ့ပတ်သက်ပြီးလူသိချထင်ရှားပါတယ် ထို့အပြင်ပုံရဟမင်းကြီးဖြစ်နေစဉ်ကာလမှာသူရဲ့ရှေ့ပုံရဟမင်းကြီးများကဲ့သို့အစဉ်လာတိုင်းနေထိုင်ခြင်းမပြုသူဖြစ်လေလို့သိများကြပါတယ်။ဥပမာအဖြစ်သူရဲ့ရှေ့အစဉ်ဆက်ပုံရဟမင်းကြီးများနေထိုင်ခဲ့တဲ့ပုံရဟမင်းကြီးရဲ့နန်းတော်ရှေ့အခန်းဆောင်မှာနေထိုင်မယ်စားစိတ်မသာတဲ့ခုံဆောင်မှာသာနေထိုင်ပါတယ်။ထို့အပြင်ကျေရှုနဲ့ Ignition ယူဝါဒအမြင်တိုင်းအဆောင်ရောင်ခန်းနိုင်တဲ့ရိုးရှင်းတဲ့ဝေစာတွေကိုပုံမှန်နှစ်သက်တတ်ပါတယ်။ပုံရဟမင်းကြီးဖြစ်ရွေးချယ်ခဲ့ရပြီးတဲ့နောက်ရိုးရာမိုဇက်တာဝိမေယုံကိုဝိစေယညင်ပယ်ခဲ့ပြီးတော့ လက်စွပ်ကိုလည်းရွှေလက်စွပ်စာငွေလက်စွပ်ကိုသာရွေးချယ်ခဲ့ကကာရီနဲ့ဖြစ်စဉ်ကအသုံးပြုခဲ့လဝါကတိုင်ကိုသာလျင်ဆက်လက်အသုံးပြုခဲ့ပါတယ်။သူ့အနေနဲ့ဖះကြောင့်တော်ကပုံမပွင့်လင်းပြီးအများကိုလိုက်လဲစာကြိုးစိုးတင့်နေဟိုတဲ့အမြင်ကိုဆက်ကင်ထားပါတယ်။၎င်းကတိုင်းကုမရှိရဲ့အရင်းရှင်စနစ်မတ်ဝါဒါနဲ့မတ်တိုဆွဲကင်နဲ့ liberation chance ကိုတော့မထောက်ခံပါဘူး။ပုံရမ်းမင်းကြီး Francis ကဖះကြောင့်တော်နဲ့ပတ်သက်တဲ့ကိုယ်ရင်ဖြတ်ကြခြင်းလူမှုရေးရာတင်ကြခြင်း အမျိုးသမီးတွေကိုသာသနာ့ဘောင်တို့တုတင်ခြင်းနဲ့သာသနာ့ဝန်ထမ်းတွေလိမ်မှုကိစ္စရှောင်ကျဉ်ခြင်းတို့မှာရွေးရမြင့်ကိုဆွဲကင်ထားပါတယ်။သူကစားသုံးသူဆိုင်ရာဝါဒအထင်ကွန်မဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုစံကျင်ပြီးရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီးလိုအပ်သလိုဆောင်ရွက်ခြင်းကိုထောက်ခံနေ။နိုင်ငံတကာသံတမန်ကြီးရကဏ္ဍမှာအမေရိကန်နဲ့ဂျူပါနိုင်ငံတို့ကြားသံတမန်ဆက်ဆံရေးပြန်လည်ဖြစ်ပွားအကူအညီပေးခဲ့ပါတယ်။2016ခုနှစ်မှာအမော်ရစ်လေတီတာစာတန်းကိုထုတ်ဝေပေးပြီးရနောက်မှာတရားဥပဒေတိုင်းကွာရှင်ပြတ်စေပြီး ပြန်လည်လက်ထပ်ထားတဲ့ကက်သလစ်ဘာသာဝင်တွေကိုကွန်မြူနီယံပွဲမှာလက်ခံခြင်းနဲ့ပတ်သက်ပြီးရှေးရွှဲဆွဲရဝေဖန်မှုကိုလည်းခံခဲ့ရပါတယ်ရှင်။အစုံနဲ့ကြည့်ရှုပေးတဲ့ပရိသတ်အလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်။